ကမ္ဘာစွန်းတစ်ဖက်ကိုတန်နီယာရီမှာတွေ့နိုင်နေနိုင်ငံတစ်ဖက်မှာတဲကန်နီယာလိုပူပြင်းခြောက်သွေ့ပြီးနောက်တစ်ဖက်မှာရေခဲတောင်လိုအေးဆက်ခတ်ထန်နေတဲ့အစွန်းတစ်ဖက်ကိုတပြိုင်နက်သေးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုအကြောင်းပြောပြခြင်းမာရီမြို့သီးတောင်လေးတွေလိုတွေ့လျပြီးကမ္ဘာအစွန်းဆုံးနေရာတွေကိုစူးစီးထားတဲ့ချီလီနိုင်ငံအကြောင်းပါကမ္ဘာပေါ်မှာမိုးဒဇက်မမရွာတဲ့နေရာကိုပြပါဆိုရင်တော့ချီလီနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့အာတာကာမာတဲခန်နေရာကြီးကိုလက်ညှိုးထိုးပြရမှာပါဒီနေရာကကမ္ဘာပေါ်မှာအချောက်အတွေ့ဆုံးဖြစ်ပြီးနှစ်ပေါင်းရာနဲ့ချီမိုးရွာသွန်းမှုလုံးဝမရှိခဲ့ပါဘူး ဘလောက်တောင်ခြောက်တွေ့တယ်လဲဆိုရင်တိပ္ပံပညာရှင်တွေကအင်္ဂါဂျိုဘောကမြေမျက်နှာတွင်မြင်ကိုလေ့လာခြင်းရင်အဲ့ဒီသေးခံနေရာကိုသွားကြရပါသည်ဒါပေမဲ့ညဘက်ရောက်ပြီဆိုရင်တော့သူ့ရဲ့တံမိုးကလုံးဝပြောင်းလဲသွားပါသည်ခေါင်းငင်ကြီးကအရန်ကိုကြည်လင်နေတာကြောင့်ကဘာအကောင်းဆုံးနတ်ခတ်တာယာကြည့်စခန်းကြီးတွေဒီမှာပဲလာတီထားကြတာပါလူကြီးမင်းသားဒီနေရာကိုရောက်သွားခဲ့ရင်မြေပေါ်မှာ၆တွေ့အထီးကျန်နေပေမဲ့ညဘက်ခေါင်းငင်ကိုမောကြည့်လိုက်တာနဲ့စကြဝဠာကြီးတစ်ခုလုံးကအကိုကိုနှစ်သိမ့်ပေးနေတယ်လို့ခန်းစားရမှာအသေးချပါပါ တဲခန်နီယာရဲ့အချောက်တွေ့ဆုံးအခြေအနေကတော့နည်းနည်းလေးအောက်ကိုဆင်းလာမယ်ဆိုရင်ချီလီနိုင်ငံရဲ့နှလုံးသားလို့ပြောလို့ရတဲ့မြို့တော်ဆန်ဒီယေဂိုကိုရောက်ရှိပါပြီ။ဒီမြို့ကအင်ဒီစ်တောင်တန်းကြီးကိုနောက်ခံထားပြီးခန့်ညားစွာတည်ရှိနေတဲ့မြို့တော်တစ်ခုဖြစ်ပါလိမ့်။မြို့ပြရဲ့စီကားမှုတွေနဲ့အတူအလဲပိုင်းဒေသကစပြည့်ခြံနေနဲ့ဝိုင်းထုတ်လို့ရေးမှကဘာကျော်ပါလိမ့်။မြန်အောင်ပြောရရင်တော့လူကြီးမင်းတို့တောက်နေတဲ့ကဘာကျော်ဝိုင်းတော်တော်များများကချီလီနိုင်ငံကလာတာပါ။ တဘာဝရဲ့အစွန်းတစ်ခုအကြောင်းမှာလူသားတွေရဲ့ယဉ်ကျေးမှုကဘလောက်တောင်ထုံးကားသလဲဆိုတာဒီနေရာကလေးသက်သေပြနေပါပြီ။အခုတစ်ခါတော့ချီလီနိုင်ငံရဲ့တောင်မှအစွန်းကိုခရီးစက်ကြည့်ကြရအောင်ပါ။ပတာဂိုနီးယားလို့ခေါ်တဲ့ရေခဲတောင်တွေစိမ့်ပြာရောင်ရေခဲမြစ်တွေနဲ့ပြည်နေတယ်။ကမ္ဘာအစွန်းကအလှတရားတစ်ခုပါပဲ။ခေါင်းမောကြည့်လိုက်ရင်ရေခဲဖုံးနေတဲ့တောင်တန်းကြီးတွေကမိုးထိုးနေပြီးတော့မျက်စိအစုံကြည့်လိုက်ရင်လည်းအပြာရောင်ရေပြင်ကျဲကြီးတွေနဲ့ရေခဲမြစ်ကြီးတွေကိုပဲမြင်တွေ့ရမှာပါ။ဒီနေရာရဲ့အေးဆပ်မှုကလူတယောက်ကိုအထီးကျန်သွားစေနိုင်ပေမယ့် သူ့ရဲ့တဘာဝအလှတရားကတော့ဘယ်တော့မှမေးပြောက်လို့မရတဲ့ဒဏ်ရာဒဏ်ချက်အလှတရားတစ်ခုလိုပါပဲလူရင်းနဲ့ဝေးပြီးတဘာဝရဲ့ရင်ခွင်ထဲမှာခဏလောက်အေးချမ်းမှုကိုရှာဖွေခြင်းနဲ့ဆိုရင်တော့ဒီနေရာကအသင့်တော်ဆုံးပါပဲချီလီနိုင်ငံအကြောင်းပြောရင်ခြံထားလို့မရတဲ့နေရာတစ်ခုကတော့ကမ္ဘာအထူးကြံဆုံးကျွန်းကျွန်းဖြစ်တဲ့ Easter ကျွန်းပဲဖြစ်ပါလိမ့်ဒီကျွန်းကချီလီကုန်းမကြီးနဲ့ကီလိုမီတာ3900ကျော်ဝေးကွာပြီးပင်လယ်သမုဒ္ဒရာရဲ့အလဲဘို့မှာတခုတည်းထီထီကြီးတည်ရှိနေတာပါ ဂျပန်ကနေပြီးရန်ကုန်ကိုသွားတဲ့အကွာအဝေးအထိဘာမှမရှိဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ဒီကျုံးမော်ကမိုဘိုင်းလို့ခေါ်တဲ့ကြီးမားတဲ့လူကောင်းပုံကြောက်ရုပ်ကြီးတွေကဘယ်သူတွေထုစစ်ခဲ့တာလဲဘယ်လိုသိဆောင်ခဲ့တာလဲဆိုတာယနေ့ထိတိုင်ဘေးလေးတစ်ခုအဖြစ်ကြံရှိနေတော့မှာပဲ။ဒီကျုံးရဲ့အထူးကြံမှုလှစ်ဝတ်စမ်းကြယ်မှုတွေကလူကြီးမင်းတို့ဘဝရဲ့အထိပယ်ကိုတမျိုးတစ်ပုံပြန်လဲရှာဖွေခြင်းစိတ်တွေဖြစ်ပေါ်လာစေမှာကြိမ်းသိပါတယ်။ဒါကြောင့်မလို့ချီလီနိုင်ငံဆိုတာပူပြင်းတဲ့အချက်အေးဆက်တဲ့အမုံစီကားတဲ့ဘဝနဲ့အထီးကျန်တဲ့ခန်းစားချက်တွေအလုံးကိုတန်ရာရင်းမှာ ။မြေဆန်းကြည့်ခြင်းတွေအတွက်တော့မသွားမဖြစ်သွားသေးတဲ့နိုင်ငံတစ်ခုပဲဖြစ်ကြောင်းပြောရင်းနှီးကုန်းချုပ်လိုက်ပါရီခင်ဗျာ။